ညရိတ်ချီဟုတ်တယ်ဒီနမည်ကိုကြားဘူးတဲ့သူတိုင်းမျက်နှာပြတ်သွားကြတယ်မြို့ဆောင်မှာရက်နေတဲ့ဒီအဆောက်အုံကအလင်းရောင်ဆိုတာကိုမေ့ပြစ်ခဲ့တာနှစ်ပေါင်းများစွာရှိပြီးနေရံတွေကပုတ်တိုးနေတယ်လေထဲမှာတွေးနဲ့ရင်နဲ့လိုအနက်တစ်ခုကမှုန်ထူနေတယ်ဒါပေမဲ့အဲ့ဒီထဲမှာအဆိုးဆုံးကအခန်းနံပါတ်34အဲ့ဒီခံကိုဝင်ပူးတဲ့သူတိုင်းပြန်မထွက်နိုင်ခဲ့ကြဘူးတချို့ကတော့အော်ဒန်တွေမူတန်တွေကြားခဲ့တယ်လို့ပြောကြတယ်တချို့ကတော့ ဲ့ဒီခန်းထဲကအရာကသူတို့ကိုလိုက်လာခဲ့တယ်လို့ပြောတယ်ကျွန်တော်ကတော့အဲ့ဒီကိုရောက်သွားခဲ့တယ်အဲ့ဒီညကကျွန်တော်ဘဝရဲ့နောက်ဆုံးညဖြစ်မယ်လို့မသိခဲ့ဘူးမိုးတောက်နေတဲ့ညတညကျွန်တော်ကားကလမ်းဘေးမှာပြက်နေပြီးဖုန်းလိုင်းလည်းမရဘူးညရဲ့ချီဟိုတယ်ကကျွန်တော်ရှိမှပေါ်လာတယ်အဲ့ဂျူကကျွန်တော်ကိုကြည့်ပြီးသွားရီပေါ်အောင်ပြုံးတယ်ခန်းနံပါတ်34ကိုကြည့်သူ့လက်ထဲကတော့ဘူးကျွန်တော်ယူလိုက်တဲ့အခါသူ့လက်ချောင်းတွေကအေးဆက်နေတာကိုခံစားလိုက်ရတယ်။လေကားထစ်တွေတက်လာတိုင်းကြမ်းပြင်ကတရွရွမြည်တယ်။ အဲ့ဒီအတန်ထဲမှာတခြားအတန်တစ်ခုကိုရောထွေးနေတာကိုကြားလိုက်တယ်။အခန်းတကားကိုဖွင့်လိုက်တဲ့အခါအနက်တစ်ခုကကျွန်တော်ကိုရိုက်ခတ်လာတယ်။ခန်းထဲမှာမှောင်နေပြီးနယံတွေပေါ်မှာအနက်ရောင်အဆုံးထင်းတွေရှိနေတဲ့ကရင်ပေါ်မှာစောင်းတထဲရှိပေမဲ့အဲ့ဒီစောင်းအောက်ကနေတခုခုလှုပ်နေတယ်လို့ထင်ရတယ်ကျွန်တော်မျက်လုံးကိုအသားကုန်ဖွင့်ကြည့်လိုက်တဲ့အခါလက်တစ်ဖက်ကဆောင်းအောက်ကနေဖြည်းဖြည်းချင်းထွက်လာတယ်လက်ချောင်းတွေကရှီလျားပြီးလက်သေးတွေကကွဲအပ်နေတယ်ကျွန်တော်အုပ်ကိုကြိုးစားလိုက်ပေမဲ့အတန်ကမထွက်ဘူး အဲ့ဒီအချိန်နောက်ကျောင်းမှာတခုခုထိနေတယ်လို့ခံစားလိုက်ရတယ်လက်ကြည့်လိုက်တော့ဘာမှမရှိဘူးဒါပေမဲ့ကျွန်တော်နားထဲမှာအတန်တခုကပြက်သားစွာထွက်လာတယ်။နေအလှည့်ရောက်ပြီးကြတဲ့အဲ့ဒီညကကျွန်တော်အိတ်လို့မရဘူး။နေရံထဲကနေချစ်တန်တွေထွက်လာတယ်။ဒါပေမဲ့အဲ့ဒီချစ်တန်တွေကလက်သေးနဲ့ချစ်နေတာမဟုတ်ဘူး။အယိုးနဲ့ပုတ်တိုက်နေတယ်လို့ခံစားရတယ်။တကားကကိုဘသာကိုဖွင့်လိုက်ပိတ်လိုက်အဲ့ဒီခါတိုင်းအခန်းထဲကလေကပူအေးလာတယ်ကျွန်တော်မှန်ကိုကြည့်လိုက်တဲ့အခါ ျွန်တော်နောက်မှာအမျိုးသမီးတယောက်ရက်နေတယ်သူ့မျက်နှာကဖြူဘက်ဖြူရောမျက်လုံးတွေကအနက်ရောင်ဖြူပဲဒါပေမဲ့သူ့ပစက်ကအကျယ်ကြီးဟန်နေတယ်သွားတွေကကျိုးပဲ့ပြီးတွေးစည်းကြနေတယ်ကျွန်တော်လှည့်ကြည့်လိုက်တဲ့အခါသူပျောက်သွားတယ်ဒါပေမဲ့ကျွန်တော်ပခုံးပေါ်မှာလက်တစ်ဖက်ကဖြည်းဖြည်းချင်းစုပ်ကင်လာတယ်လက်ချောင်းတွေကအယိုးချောင်းတွေလိုခံစားရပြီးအသားမရှိဘူးကျွန်တော်ထွက်ပြေးဖို့ကြိုးစားတယ်တကားကိုဆွဲဖွင့်ဖို့အားယူလိုက်ပေမဲ့တကားကမလုပ်ဘူးအဲ့ဒီအချိန်မှန်ထဲမှာ အဲ့ဒီအမျိုးသမီးကပူပြီးပြက်လာတယ်သူ့ပါဇက်ကပိုးဟလာပြီးအတန်တကူးထွက်လာတယ်နေ့အရိုးတွေကိုငါယူမဲ့တဲ့အဲ့ဒီအခါကျွန်တော်ခြေထောက်တွေအေးဆက်လာပြီးဘာမှမလုပ်နိုင်တော့ဘူးကျမ်းပြင်ပေါ်မှာတခူးခူးဖြည်းဖြည်းချင်းလှည့်ပတ်နေတဲ့အရေးတစ်ခုကိုမြင်လိုက်တဲ့အဲ့ဒီအရေးကကျွန်တော်စီတက်လာနေတယ်ကျွန်တော်ဘလို့ထွက်လာခဲ့လဲမသိဘူးမနှက်ခင်းမှာကျွန်တော်ကိုကျွန်တော်ဟိုတယ်အောက်ထပ်မှာတွေ့တယ်ကျွန်တော်လက်ထဲမှာလက်သေးတွေဆွဲနေတယ် အဲ့အရာတွေကကျွန်တော်ဟာမဟုတ်ဘူးအဲ့ဂျိုကကျွန်တော်ကိုကြည့်ပြီးသူမကနင့်ကိုကြိုက်သွားပြီလို့ပြောတယ်သူမျက်နာကပုတ်နေတဲ့အမျိုးသမီးနဲ့တူလာတယ်ကျွန်တော်ထွက်ပြေးလာခဲ့တယ်ဒါပေမဲ့အခန်းနံပါတ်34ကကျွန်တော်ကိုလွှတ်မပေးခဲ့ဘူးအခုထိကျွန်တော်အိမ်မက်ထဲမှာ အဲ့ဒီအမျိုးသမီးကပေါ်လာတယ်သူ့လက်တွေကကျွန်တော်ကိုဆွဲပြီးသူ့ပါဇက်ကကျွန်တော်မျက်နှာကိုကိုက်ဖို့ကြိုးစားတယ်ကျွန်တော်အသားတွေစုပ်ပြဲတံကိုကြားရတယ်နိုးလာတဲ့အခါကျွန်တော်ခန္ဓာကိုယ်ပေါ်မှာတွေးဆွနေတယ်သူမကကျွန်တော်ကိုပြန်ခေါ်ဖို့လာနေပြီးကျွန်တော်ဘယ်တော့မှလွတ်မြောက်နိုင်မှာမဟုတ်ဘူးဒီဇလန်းကိုဒီမှာပဲအဆုံးတက်ပါရစေကြိုက်နှစ်သက်ရင် like and subscribe လေးနှိပ်သွားပေးဖို့ တောင်းဆိုရစေအဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးအထူးထူးရှယ်စပါရှယ်ဇွန်းတက်ပြီးကျေးဇူးတင်ပါတယ်ခင်ဗျားအားလုံးနေကောင်းရဲ့မြတ်လေးပိုင်ဆိုင်ကြပါစေ။